အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ channel ကိုစတင်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တွေးသလိုလူကြီးမင်းတို့လည်းအတွေးပေါင်းများစေနိုင်ဖို့အတွေးမြင့်တောင်းမှကျွန်တော်ဝီဒီယိုကိုကြည့်ရင်းဉာဏ်လေးတစ်ခုခုရရှိစေဖို့ပါဒီဗီဒီယိုကတော့နိုင်ငံရေးကစားသမားတွေရဲ့လက်ထက်မှာရှိတဲ့စစ်တွင်းခုံပေါ်ကနေရုံးထွက်နိုင်ဖို့သူတို့ဘာရဲ့ပြဿနာပြလိုက်လမ်းမဆုံးပဲကိုကိုယ်လည်းဝေဖန်ပန်းချရစေဖို့ရည်ပါတယ်ဒီလိုနဲ့လူကြီးမင်းတို့တွေလည်းကိုတွေးနေကိုကိုခန်းစားပြီး ပုံမူတမှုထားနားလည်နိုင်မှာဖြစ်ပါတယ်။အခုတော့အဓိကအကြောင်းအရာလေးကိုစတင်လိုက်ကြရအောင်ပြ။ကျွန်တော်ပြပြချင်တဲ့အကြောင်းအရာကတော့နိုင်ငံရေးကစားသမားကောင်းတွေရဲ့လက်ဆွဲအချက်9ချက်ပဲဖြစ်ပါတယ်။ဒီအချက်9ချက်ကိုကျွန်တော်ကတော့နိုင်ငံရေးဥပဒေ9ချက်လို့ခေါ်ပါတယ်။နံပါတ်1မွေရဲ့အာဏာကျွန်တော်တို့အားလုံးကြောက်ကြရပါလိမ့်မယ်။ဒီဆိုတာဒုတိယဘုရားသခင်ဆိုပြီးတော့ကိုမွေဆိုတာကျွန်တော်တို့ရဲ့လူမှုနေဆေးဘဝတွေသာမကနိုင်ငံရေးကစားဘဝတွေမှာလည်း တော်တော်လေးကိုအရေးပါပါတယ်။မိကနိုင်ငံရေးလောကမှာအချိန်နဲ့ယုံကြည်မှုကိုပဲလို့ရနိုင်ပါတယ်။ဥပမာလူလူရဲ့ယုံကြည်မှုကိုရယူတာကစကားနဲ့ကိဉ္နာပြဒေါက်တာရထက်မိသုံးပြီးကိဉ္နာပြလိုက်တာကဘုံဘုံလင်းမြန်ပါတယ်။ပြီးတော့ကိုပြတဲ့ကိဉ္နာကိုသက်သက်သုံးပြီးမီဒီယာနဲ့ပြန်လိုက်တဲ့အခါမှာတော့လူလူရဲ့အသိအပေါ်အမြင်ကိုပုံမှန်တဲ့လင်းမြန်စွာပြောင်းလဲစေနိုင်ပါတယ်။ အဲ့ဒါတော့အချိန်နဲ့ယုံကြည်မှုကိုဝေယူလို့ရတယ်ဆိုတော့ပါပဲနံပါတ်2ညရဲ့ဥပဒေသနိုင်ငံရေးကစားသမားကောင်တယောက်ဟာနိုင်ငံရဲ့ဥပဒေကို ကောင်းမွန်စွာသိရှိနားလည်ရပါမယ်ဥပဒေကို ကောင်းမွန်စွာသိရှိနားလည်ခြင်းကလူမှုရဲ့ကိုယ်ပေါ်ယုံကြည်မှုကိုတိုးစေနိုင်ပါတယ်ဥပဒေညံမှုပဲညရဲ့ဥပဒေသဆိုတာဘာလို့ဖြစ်နေရလဲဆိုတော့နိုင်ငံရေးကစားသမားတယောက်ဟာဥပဒေကိုကောင်းမွန်စွာသိရှိနားလည်ဖို့ကပဲ ညံကိုအထုံးချပြီးဥပဒေကိုလက်တလုံးချလုပ်တည်ကြရပါမယ်။ဥမာပြောကြပါစို့လူတက်ရင်နှစ်၂၀ကြပြီးခုခံကာဝယ်မှုမှာလူတည်ရဲ့အခါမှာတော့သုံးနှစ်ဖြစ်ကြပါတယ်။ကိုကဥပဒေကိုတည်ထားတော့သူကလည်းသေးသေးချင်းနဲ့ကိုလည်းပြစ်လက်အများကြီးမချစေချင်းခုမှုကိုခုခံကာဝယ်မှုပုံစံပြောင်းပုံစံပေါ်ဆောင်လိုက်တဲ့အခါမှာတော့နေ့များလျှော်သွားပြီးအချိန်ပိုရကိုတွေ့လဲအကျိုးကိုရှိလာပါလိမ့်မယ် ဒါကတော့နားလေရလွှဲအောင်ရှင်းပြပေးတာပါငွေပေးပြီးတော့ငှားလို့မရဘူးလားဆိုတော့ရပါတယ်ငွေပေးပြီးငှားတဲ့လူနဲ့ငွေမပေးရနဲ့ကိုယ်တိုင်တည်တဲ့လူကတော့အဲ့ဒီနေရာမှာကွာခြားသွားပါလိမ့်မယ်ကိုယ်တိုင်တည်တဲ့အခါမှာတော့အဖြစ်ကင်းစကားတွေကကိုလိုချင်တဲ့ပုံစံကိုအမ်းကြောင်းပေးအောင်ပါပဲမတည်တဲ့အခါမှာတော့ဖြစ်ပြီးမှဥပဒေနားလေတဲ့ရှင်တွေကိုကိုယ့်ဘဝကိုပုံအပ်ထားကြရမှာဖြစ်ပါတယ် ်သင်ကလူတစ်ပါးစိတ်ကိုလူသလိုသုံးချပြီးစစ်မှန်တဲ့နိုင်ငံရေးကစားသမားပေါင်းတယောက်ဖြစ်ခြင်းရင်တော့ကိုကိုယ်တိုင်တည်ရာအကောင်းဆုံးပါပဲနံပါတ်3သမိုင်းဤနေတဲ့နိုင်ငံရေးကစားသမားပေါင်းတယောက်ဟာ သမိုင်းကိုလည်းနားလည်ထားရပါမယ်အဓိကကဒီနေ့သမိုင်းမတန်းနေတဲ့ပုံပြန်ပေးရသမိုင်းပြီးရင်တော့ဒီဘက်ကသမိုင်းမတန်းနေပါပဲသမိုင်းမတန်းကိုဖတ်ရမှာတော့ပုံများလေးကောင်းနေပါပဲ အစိုးကအစိုးနေရာမှာအကောင်းကအကောင်းနေရာမှာအတုံးဝင်လာပါလိမ့်မယ်။ဘယ်ဘက်ရဲ့သမိုင်းကနေသူ့ရဲ့ပုံမှန်ကစားဘက်ကိုနီးနီးဆက်ဆက်ကြိုတင်ခံမနိုင်ပါဘူး။ဟဲ့။ပြည်တွင်းပြည်ပသမိုင်းမှာတန်းနေကိုတော့ဘယ်ဘက်ရဲ့အဖွဲ့အစည်းမှုလူထုယုံကြည်မှုအင်အားချိနေစေဖို့နဲ့ကိုယ်အဖွဲ့ပေါ်လူထုယုံကြည်မှုတိုးတက်စေဖို့အသုံးပြုကြရမှာဖြစ်ပါတယ်။လူလူကိုလည်းကုသစီခြင်းမလုပ်တာပြောတင်ပါတယ်။လူအအကျိုးမရှိဘဲပြောခြင်းက ကိုယ်အဟုတ်တန်တရားဝင်လာစေတတ်ပါတယ်။နံပါတ်၄စိတ်ထင်ကျုပ်ခြင်းနိုင်ငံရေးကစားသမားကောင်းများဟာအပြုမှုကိုလူသားစံသပြုမှု၍ပြင်းထန်သောခံစားချက်များကိုတော့ဖုံးကွယ်ထားသင့်ပါတယ်။အပြုမှုကိုလူသားစံသပြုမှုခြင်းကလူမှုနဲ့ဆက်ဆံတဲ့အခါမှာပုံမူရင်းနှီးစေပါတယ်။လူသားမှန်သမျှဟာပြည့်ပြည့်စုံမနေပါဘူး။ပြည့်ပြည့်စုံတာကိုလူတိုင်းကကြက်ပြီးမဲ့လေကိုမျက်စိရှိသူများပြည့်ပြည့်စုံတာကိုမြင်နေရတဲ့အခါမှာတော့ မနာလူစိတ်ကိုဖြစ်ပေါ်စေနိုင်ပြီးမလူလက်အပ်တဲ့အန်ဒီရီကိုဆွေးဆောင်နိုင်ပါတယ်။ဒါကြောင့်မို့လူသားဆံပြပါတခါတရံမှာအမလုပ်ပါဓမ္မသာလူလူကတင့်ကိုသူတို့အထက်မှာလူသားတုံးဦးဖြစ်မြင်လာပြီးပုံမယုံကြည်လာပါလိမ့်မယ်။အပြုမှုကိုလူသားဆံသာပြုမှုလို့ရပါမယ်။ပြည်နယ်နောက်ကစားချက်များဖို့တော့တင်ကြိုတာပါ။နံပါတ်5အမြင့်တင်ချုံမှုအငင်းကစားသမားကောင်းတယောက်ဟာချိုးကိုလိပြအောင်လက်ကိုချိုးပြအောင်ပြောတဲ့စုလေးကြရပါလေ။ မိမိအချိုးပြုတ်ပြီးရခါမှရလာမယ်။အချိုးမြတ်တွေကိုမိမိအချိုးပြုတ်ဒီကိစ္စကိုပုံကြည့်ချေပုံမူရယူနိုင်ပါလေ။ဥပမာတင်းကအိမ်မှာစားရမရှိတော့လေ။တင်းရဲ့ငိုလက်ရှိလုံးဝထွက်ပြီ။ကိုဝင်စီဝိုင်း project တခုပြုလုပ်နေတယ်ဆိုပါတော့တင်းရဲ့မိသားစုကပြန်လည်လှုပ်ဝင်ရတယ်ဆိုတော့ခံနိုင်။တင်းကဒီ project ကိုရခင်အလုပ်လုပ်သူများကမိတော်မိမြအမင်းကြောင့်ယုတ်တိရှိရှိကြကြလက်ချပြောဆိုတတ်၍မိသားစုရဲ့အမြင်မိမိအပေါ်တိုး၍ထောက်ပံ့ကြည်စည်ဖြစ်လာသည့်အထီး ပြောဆိုတတ်တယ်လို့ပါပဲ။ပြန်ပြီးရပြန်လာသေးလေးကိုလည်းမိမိမှလူချင်းတီအထိဒုက္ခစားသေးသေးလေးနဲ့ပုံစံမျိုးမှာအကြီးမားလာသောတမိုင်းများကိုရုပ်တရှိရှိလက်ပဲပြောဆို၍လူတို့မှပြန်ဖက်ရပြဒနာကိုကြီးမားသည်ဟုထင်သည့်အထိလူတို့ရဲ့နားထဲဝင်အောင်ပြောဆို၍လူတို့ရဲ့အမြင်ကိုပြန်ဖက်ပေါ်မှာတင်ကြွထားပါ။အမြင်လဲတော့ပါကပြန်လဲတင်မဲ့တင်ကြွလိုက်ပါ။ဒီလိုနဲ့ဆောင်ကြည့်နေတဲ့မျိုးလုံးများသားရဲ့အောက်မှာတော့ပြန်ဖက်ကို ဒီရှုခွင့်မှမရှိစေရန်ထိန်းချုပ်ထားနိုင်ပါတယ်။နံပါတ်6ပြန်ပြန်အသုံးချခြင်း။ပြန်ပြန်မွေးပါ။ပြန်ပြန်ပေါ်ပြနေလိုက်။သူ့ဘာသူမြင့်တက်နေလိုက်လို့ချင်းဖြင့်မိကိုယ်တည်းကိုမြင့်တက်စေပါ။ဖြစ်နေပါ။အဆုံးမသက်ပါနဲ့။အဆုံးတက်ပြီပါကတင်းရရှိပါက မကန်းသေးငဆွေပေါ်ဆိုတိစကပုံတိုင်းဖြစ်ပြီးတင်းပါမှမတိနားမလည်သေးသည့်ပြန်ပြန်အတက်တာဖြစ်ပါလိမ့်မယ်။အဆုံးမသက်ဖြစ်ထားပါကတည့်ရဲ့ပြန်ပြန်တည် အတိအတသောပင်ပများကိုဆန့်တရနိုင်သို့မဟုတ်ဖြိုခွင့်ရနိုင် အမှန်တကယ်အသုံးဝင်လာပါလိမ့်မယ်။နံပါတ်9အနှံ့ချက်ကို ဖန်တီးခြင်းသို့မဟုတ်ကောလဟလဟအသုံးချခြင်း။အနှံ့ချက်မရှိသည့်ပြင်ပအတွက်အနှံ့ချက်ကို ဖန်တီးပါသို့မဟုတ်ကောလဟလကိုအသုံးချပါ။ပြင်ပမှာအနှံ့ချက်မရှိပါကကောလဟလများကိုရှာပါ။ထို့အတွင်းမှာသူတို့မလုခဲ့တော့လဲလုံနေသည်ဟုထင်ရသည့်ကောလဟလများကို ပြန်နေစေပါ။ဒီမှာမိမို့ရဲ့ လူတို့မှပြီးပါပါသည်လူတို့မှတောက်လောက်ပါသည်လူအဘကအတင်းမှရက်ခတ်ပေးလိုက်ပါဒါဆိုရင်တော့ပြန်ပြတဲ့တင်းဟာအားနေချက်ကိုဖန်တီးလိုက်နိုင်ပြီဖြစ်ပါတယ်ဘောလာဟာလည်းသူဒီမှာမှန်တယ်မှန်တယ်မရှိလုံးမင်းပြန်နိုင်ပါတယ်လူတီများလေးလက်ခံသူပုံများလေးဖြစ်ပါတယ်ငငယ်ရင်း၌အမအမန်ဟုတိမရှိလူပုံများကအမှန်ပဲဖြစ်ပါတယ်ဒီအချက်လက်တွေကတော့ငငယ်ကစားသမားကောင်းဖြစ်ဖို့လိုအပ်တယ် လက်ဆွဲအချက်9ချက်ကိုစုစည်းထားခြင်းပဲဖြစ်ပါတယ်။လူ့လက်ထက်ဒီမိုကရေစီရဲ့အခြေခံလူကြီးမျိုးနွယ်ရဲ့အတွေ့အကြုံကိုလေးစားသောအပြင်၎င်းလူတွေဘက်ရဲ့ပြဿနာမှာလမ်းမဆုံးပဲမိမိကိုယ်တိုင်ဝေဖန်ဆုံးဖြတ်နိုင်စေရန်ရည်ရွယ်ဣဗရီယိုအားတည်ဆဲလိုက်ရခြင်းဖြစ်ပါတယ်။မြန်မာပြည်ကြီးအမြဲတမ်းငြိမ်းချမ်းရေးစစ်မီးတော်များထက်မှအမြဲဆုံးကျင်းဝေးကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။